တင်ငန်းကြီးခြုံခြုံပြီးတော့ဟာလာဗုဒ္ဓဘာသာနာမည်ခံယူပြီးတော့မှเนาะမြန်မာနိုင်ငံကိုအမျိုးမျိုးပြိပခဖြစ်အောင်ဖန်စည်းနေတယ်မြန်မာနိုင်ငံကိုဖျက်ဆီးနေတယ်မဘာသာဆိုတဲ့လူတွေပဲဗုဒ္ဓဘာသာကိုဖျက်ဆီးနေတာဗုဒ္ဓဘာသာကိုစော်ကားနေတာเนาะကျွန်တော်တွေဗုဒ္ဓဘာသာဗုဒ္ဓဘာသာနဲ့ပြောနေကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ရှက်တယ်သိလားကျွန်တော်ဗဇက်ကပြောနေတဲ့စကားရည်နဲ့ရှင်တို့ခံယူထားတဲ့ဗုဒ္ဓဘာသာဆိုတဲ့ဟိုဂုံပုတ်နဲ့ကဘယ်နေရာမှာကိုက်ညီမနေဘူးเนาะစောက်တလွဲတွေရှင်တို့ပြောနေတာ တစ်ချိန်လုံး NLD ကိုတိုက်ခိုက်တယ်။ဘုံကြီးတစ်ပါးဖြစ်ပြီးတော့เนาะဝီရသူကိုပြောတာတစ်ချိန်လုံး NLD ကိုတိုက်ခိုက်တယ်။တစ်ချိန်လုံးဒေါအောင်ဆန်းစုကြည်ကိုအယုဒ္ဓအနတ္တကြီးကျွန်မတို့ဟိုရိုးရိုးတာမန်လူတော်မထွက်ရဲတဲ့စကားတွေရှင်တို့ဗဇက်ကနေပြီးအဲ့ဒီသင်္ကန်းကြီးချုပ်ပြီးထွက်ရဲခဲ့ရဟင်ဟာလားနိုင်ငံတကာသိတယ်ရှင်တို့ဘာတွေလုပ်ခဲ့လဲဆိုတော့ရှင်တို့ဗဇက်ကနေပြီးစောက်ရှက်မရှိပြောနေတဲ့စကားတွေเนาะအမျိုးသမီးတယောက်ကိုရှင်တို့ပြောနေတာဟမ် သင်္ကန်းချုံချုံပြီးတော့ရှင်တို့ပြောခဲ့တဲ့စကားကြီးကျမတို့ပြည်သူလူထုကရင်ထဲမှာစောင့်ရမ်းနာတာအဲ့ဒါတွေကသိလားเนาะအဲ့တော့ဒီဝရသူဆိုတဲ့ပုဂ္ဂိုလ်ကအခုချိန်မှလည်းဟာလာဒီတော်လည်ရေးကာလမှာဟိုမွတ်စလင်နဲ့ခရစ်ယာန်ကိုလှည့်တိုက်နေတယ်เนาะအရှင်တို့သတိထားသူ့သူ့ရဲ့ဟိုဒီရဲ့ဘိုင်းနေထဲမှာထွက်လာတယ်သူ့ရဲ့ video file တွေကိုရှင်တို့သွားပြီးတော့နားထောင်ကြည့်လိုက်အောင်เนาะမွတ်စလင်နဲ့ခရစ်ယာန်တွေကိုဟာလာပါပါလေးပုတ်ပြီးတော့ ဝါရမိုင်းထက်တိုင်နေတယ်ဟုတ်လားတခြားနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုမြန်မာနိုင်ငံနဲ့ဆွဲခေါ်ထည့်ပြီးတော့မှဘယ်နိုင်ငံမှာတော့ဟုတ်လားအာဒီကလားတွေကကလားဆိုတဲ့စကားကိုလည်းပယ်ပယ်နေနေထွက်တာအဲ့အဲ့ဒီအကောင်ကြီးရဲ့ပါဇက်အရာနော်ကလားတွေကဘယ်နိုင်ငံမှာဘလို့ကြီးစိုးလို့ဘူးဆိုဒီဟိုခရိယန်တွေကဘလို့လုံလိုက်ပါတယ်ဆိုတဲ့ဟာမျိုးတွေပါဇက်ကနေထွက်နေတာဒါကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့ပြည်သူလူထုတွေတတိထားဖို့ကျွန်မပြောတာနော်အဲ့လိုမျိုးပါဇက်ကနေထွက်ပြီးပြောနေဆိုတာဒါဝါရမိုင်းထက်တိုက်နေတာကလားနဲ့ဟလာမွတ်စလင်နဲ့ဆိုတဲ့စကားကိုအထက်တက်ခါခါတုံးပြီးပြောနေတာ เนาะအခုနောက်ပိုင်းမှာသူပြောလာတဲ့စကားတွေရှိတယ်အဲ့ဒီဟိုခွန်ရှစ်6ကိစ္စတွေကျမတို့ငငယ်တော့ကြားခဲ့ရတဲ့ဒဏ္ဍာရီနော်သူတို့ဝါရမိုင်းတိုက်ခဲ့တဲ့ကိစ္စတွေခွန်ရှစ်6ဟာလားခွန်ရှစ်6ဆိုတာဘယ်လိုအချိန်ကြလို့ရှိရင်ဘယ်လိုမွတ်စလင်တွေကလူတွေအများကြီးမွေးဖွားပြီးတဲ့အချိန်မှာကဘာကိုဘယ်လိုအုပ်စုမှလို့ဘယ်လိုတပ်ဖြတ်မှလို့ဆိုတဲ့စောက်အဲ့ဟိုမြန်မာတိုင်းနိုင်ငံလုံးဂျိုးတော့မောက်ကုန်ဖြစ်အောင်လုပ်ခဲ့တဲ့စကားတွေအခုချိန်ဒီရှင်တို့စောက်ချက်မရှိပြောနေသေးဘူးမရတော့ဘူးနော်အဲ့တော့ကျမပြောချင်တယ်မြန်မာနိုင်ငံမှာဟာလားမြန်မာနိုင်ငံကိုဖြတ်စည်းနေတာရှင်တို့အဲ့ဒီ ဲ့ဒီလိုပြောနေတဲ့လူတွေပဲအဲ့ရှင်တို့ဗုဒ္ဓဘာသာခံယူထားတဲ့လူတွေပဲဖြတ်စီနေတာအင်းအဲ့လူတွေဆိုတာအဲ့မဟာဘာသာတွေကဘုံကြီးတချို့ကိုညမပြောနေတာနော်ရှင်တို့တွေနိုင်ငံရေးမှာအဲ့ဒီလိုမျိုးပြောကျင်တယ်အဲ့လိုအယုဒ္ဓအနတ္တတွေပြောကျင်တယ်ဆိုလို့ရှင်ရှင်တို့နိုင်ငံရေးထဲမှာပဲလုံးလုံးရရဝင်လိုက်ရှင်တို့သင်ကန်းတွေချွတ်လိုက်တိတ်ခါကြတယ်ဗုဒ္ဓဘာသာတိတ်ခါကြတယ်အဲ့တော့ကျမတို့တကယ်ဗုဒ္ဓဘာသာစစ်စစ် မြန်မာလူမျိုးတွေဗမာလူမျိုးတွေကလူမျိုးရေးခွဲခြားမှုအရင်ဆုံးနဲ့ကမရှိခဲ့ဘူးခွဲခြားအောင်လုပ်ခဲ့လို့တို့လောတို့လောနဲ့အကုန်လုံးပြဿနာတွေတက်ခဲ့နော်ပြဿနာတွေတက်ခဲ့ရဆိုတော့လေရှင်တို့ဘက်ကနေပြီးတော့ရှောက်ရှောက်ပြီးထုတ်ထားတဲ့တဲ့င်းနေဟာလာဟိုရှင်တို့ဖန်တီးထားတဲ့ပြဿနာတွေဘယ်နေရာမှာတော့ဘယ်ဘယ်ကလာကိုဝင်ရိုက်သွားပြီဟာဘယ်ကလာကတော့အဲဘယ်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 ရက်ကွက်ထဲမှာဝင်ပြီးတောင်းကျမ်းသွားပြီဆိုတော့ရှင်တို့ဖန်တီးထားတဲ့ဂျင်းနေဇလန်းနေအဲ့ဒီဇလန်းနေနဲ့ရှင်သန်ခဲ့ရတဲ့အတွက်ဒီလိုအမျိုးမျိုးကွဲပြားခဲ့တာအခုချိန်မှာတော့ မကွဲပြားတော့ဘူးရှင်တို့ဗုဒ္ဓဘာသာဆိုလို့ရှင်တကယ်ကျမတို့ဗုဒ္ဓမြတ်စွာဘုရားမေတ္တာတရားကိုပဲရှေ့ထားခဲ့တာဗုဒ္ဓမြတ်စွာဘုရားမှာလူမျိုးရေးခွဲခြားတာတစ်ခါမှမကြားခဲ့ဘူးဟုတ်လားနော်နိုင်ငံတွေခွဲခြားတာလည်းမကြားခဲ့ဘူးဘာသာတွေခွဲခြားတာလည်းမကြားခဲ့ဘူးဖះဟောခဲ့တယ်ရှင်တို့ပြန်ပြီးတော့ဖះစကားတွေကိုရှင်တို့ပြန်နားထောင်ဖះဟောခဲ့တယ်နော်ငါဖះပြောတာတောင်မယုံနဲ့ဟုတ်လား ဘာသာတစ်ခုခုကိုဝင်မယ်ဆိုလို့ရှိရင်ငါတို့ဗုဒ္ဓဘာသာတည်းကိုဝင်မယ်ဆိုလို့ရှိရင်တော့ငါဘုရားပြောတဲ့စကားကိုမယုံနဲ့ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှယုံဘဲအရာကိုဖြစ်ဖြစ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှကိုယ်ခံယူချက်နဲ့ကိုယုံကြည်ပြီးဆိုမှအဲ့ဒီဘာသာတည်းကိုဝင်အဲ့ဒီအလုပ်ကိုလုပ်ဆိုတာကိုဘုရားကပြောခဲ့တာရှင်တို့ကစောက်တလွဲတွေပြောမနေနဲ့အဲ့တော့ရှင်တို့ကဖုန်ကြီးဖုန်ကြီးဆိုပြီးတော့ရှင်တို့အဲ့ဒီအခြေခံသဘောတရားတွေတော့မသိဘူးဆိုတော့ရှင်တို့ပြန်ပြီးနားထောင်လိုက်အောင်ဘုရားစကားတွေကိုသွားပြန်ဖတ်လိုက်အောင်နော် ဟုတ်လားကဘာကြီးပေါ်မှာလူသားအားလုံးကအသားအရောင်ဝဲတာတွေပါတယ်မဟုတ်မရှိဘူးဗုဒ္ဓဟိုဘာသာကွဲတာတွေပါတယ်မရှိဘူးကျွန်တော်ကလူနှမျိုးပဲရှိတယ်အဲ့ဒါပါလေရုပ်မာတဲ့လူနဲ့လူသားဆန်တဲ့လူနဲ့နှမျိုးပဲရှိတယ်ဟုတ်လားနော်အဲ့တော့ကျွန်တော်ကဗုဒ္ဓဘာသာလို့ခံယူထားတဲ့လူတွေအနေနဲ့ကကျွန်တော်ပြောချင်တာဟုတ်လားအခုချိန်မှာလူမျိုးရေးမိုင်းဝါဒတွေ နော်ဒီဘာသာရေးဝါဒတွေကကျမတို့နိုင်ငံကိုဇောက်ထိုးချအောင်ထပ်ပြီးတော့လုပ်မယ်ကိစ္စတွေနိုင်ငံကိုဖျက်ဆီးမယ်စကားတွေဒါအမုန်းတရားစကားတွေနာသွေးထိုးလှုပ်ဆော်မှုတွေဖြစ်တယ်အဲ့တော့ကျမတို့ဘယ်ဘူးစလင်အောင်မမုန်းဘူးနော်ဘယ်ကလောင်းအောင်မမုန်းဘူးကလားဆိုတဲ့ဟာတော့မှရှင်တို့အဲ့ဒီကျမတို့မွေးကလေးကနေပြီးတော့မှဒီကလားဆိုတဲ့နန်စားကိုဟာလာအသားမင်းကလားလို့ခေါ်တာဒါကလားတွေအောင်မှကလားခေါ်တာမဟုတ်ဘူးမွတ်စလင်တွေအောင်မှကလားခေါ်တာမဟုတ်ဘူးဗမာတွေထဲမှာလည်းအသားမင်းကလားလီကလားလီလို့ခေါ်ကြတယ်အဲ့တော့မွတ်စလင်တွေလည်းကလားကလားဆိုတဲ့ ဟိုနန်စာသုံးမိသွားတဲ့အခါစိတ်မစိုးကြနဲ့နော်ဒါကြီးကပြဿနာမဟုတ်ကျမပြောကြတာကျမတို့ကဒီဘာမဟုတ်တာလေးတွေကိုပြဿနာလိုက်လုံနေလို့မရဘူးဟုတ်လားအဲ့တော့ကျမတို့မွေးဖွားလာကတည်းကဒီကလားဆိုတဲ့နန်သားနဲ့ပဲရင်းနှီးခဲ့ရတာဖြစ်တယ်လေကျမတို့ရဲ့အုံနောက်တွေထဲမှာရောနှလုံးသားတွေထဲမှာနှလုံးသားထဲမှာရောအတွင်းစိတ်ထဲမှာရောဗဇက်ဖျားတွေမှာရောနားတွေထဲမှာရောဒီဟာနဲ့ပဲကျမတို့ကတိလာကျွမ်းလာတာဖြစ်တယ်တော့ဒါကြီးကရှာခောက်သူ ်ခောက်ကြခောက်ယိုးယိုးနေပြီအဲ့မတန်တတိထားပြီးပြောနေရတဲ့စကားဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်မပြောဒီနန်စားတွေကနန်စားတစ်ခုသာဖြစ်တယ်ဘာမှပြဿနာမဟုတ်ဘူးเนาะဒီလိုပြောလို့ကျွန်မတို့တောက်လျှောက်ကလားလို့စက်ခွန်မှာလားမဟုတ်ပါဘူးကျွန်မတို့အခုချိန်မှာကျွန်မတို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူအလုံးကကလားရောဗမာရောဟာလာတိုင်ရင်ရောရခိုင်ရောအလုံးကဒီ ရန်တရားတစ်ခုထဲမှာအတူတူခံစားနေကြရတာဖြစ်တယ်ဒီအာနာရှင်ရဲ့ဖိနှိပ်ချုပ်ချင်မှုတွေမှာအမျိုးမျိုးဒုက္ခခံစားနေတာဖြစ်တယ်ဟုတ်လားဘုံကျဲလို့တက်ဟိုဘုံကျဲတက်ပြက်လို့တည်သွားတဲ့လူမရင်းချင်းလို့ဟုတ်လားမရင်းချင်းပြီးတက်ပြက်ခံအမျိုးမျိုးသောနော်လူအခွင့်ရေးချိုးဖောက်မှုကိုကျမတို့ကခံနေရတာဖြစ်တဲ့အတွက်ဒီနန်စားတွေကအခုချိန်မှာဒီနန်စားနဲ့ပတ်သက်ပြီးပြဿနာမဖြစ်ကြပါနဲ့ကျမပြောချင်တာတချို့ကျမပြောတယ်အဲ့ဒီဗိုလ်ချုပ်ထုံးမျက်နှာရဲ့ကိစ္စကိုကျမပြောတဲ့ဗီဒီယိုပိုင်းလေးမှာကျမရိုဟင်ဂျာလို့တုံးတဲ့အခါမှာနော် ်ရခိုင်တွေကကျွန်တော်ကလာပြောကြတယ်တချို့ရခိုင်တွေကတော့ကောင်းသောဟိုစကားနဲ့ပြောကြပြီမယ်တချို့ကတော့ကျွန်တော်ကပိုးဆိုးပတ်သက်တွေတောင်ဆဲသွားတာမျိုးရှိတယ်ဒါတွေကမကောင်းဘူးရှင်เนาะမဆဲပါနဲ့ကျွန်တော်ပြောမယ်ရိုဟင်ဂျာပဲဖြစ်ဖြစ်ဘင်္ဂလီပဲဖြစ်ဖြစ်ဒါနန်စားတစ်ခုပါပဲကျွန်တော်တို့ကဒါဟာသူတို့မဲ့ထားတဲ့နန်စားတစ်ခုဆိုလို့ရှိရင်ဒီတိုင်းလက်ခံလိုက်ရင်ရပြီဒီတိုင်းနားထောင်ဒီတိုင်းပြောလိုက်ရင်ရပြီဘာမှဒါကြီးကပြဿနာဒီအတွက်နဲ့ကျွန်တော်တို့ပြဿနာဖြစ်နေရမှာကျွန်တော်တို့ကအဖြေရှားမှာပြဿနာရဲ့အရင်းမြစ်ကိုဖြေရှားမှာဒီနန်စားတွေနဲ့ ကျွန်တော်တို့ပြဿနာဖြစ်နေရမှာပေါ့အဲ့တော့ကျွန်တော်တို့ကရိုဟင်ဂျာကိုရိုဟင်ဂျာလို့မခေါ်ဘူးဆိုနေလည်းပဲတကဘာလုံးကအလိုက်ကြီးနဲ့အတိမပြုထားပြီးတော့ဟိုမှာ ICJ မှာတော့ပြဿနာတက်လို့ကျွန်တော်တို့ခေါင်းဆောင်နေဘူးဟာလာကိုကျုပ်ဖုံးမြနိုင်လည်းပါတယ်နော်ကျွန်တော်တို့အမေတော်ဆန်းစုကြည်လည်းပါတယ်အကုန်လုံးကဒီဒီပြဿနာနဲ့ပတ်သက်ပြီး ICJ မှာတရားစွဲခံထားရတာမြန်မာပြည်ကဒီနံပါတ်ကြီးနဲ့တရားစွဲခံထားအဲ့တော့ကျွန်တော်တို့ဒီ၃နှုန်းနဲ့ဆိုရလဲပြောချင်တာဒါက ဒါကိုပြဿနာအဖြစ်နဲ့မလုပ်နဲ့ဒါဒီဟာလေးနဲ့ပြကျွန်တော်တို့အချင်းချင်းလာပြီးတော့အမုန်းစကားတွေပြဿနာတွေဖြစ်နေကြမလို့ဖန်ကြီးနေကြမလို့ကျွန်တော်တို့လာပြီးဆဲဆုံနေကြလဲမလို့အဓိကအရင်အမြင့်เนาะဒီပြဿနာကြီးကချက်ချင်းလဲဖြေရှင်းလို့ပြီးမဲ့ကိစ္စမဟုတ်ဘူးเนาะဒီရိုပြဿနာဘင်္ဂလီပြဿနာเนาะကျွန်တော်တို့နိုင်ငံထဲမှာတကယ်ရိုဟင်ဂျာဆိုတဲ့ဟိုအရင်တုန်းကတမိုင်းကိုဟိုတမိုင်းအရာရှိခဲ့တဲ့ဟာလေရှိကြရှိမှာပေါ့ကျွန်တော်တို့လည်း ေးသေးချာချာတိကြမှာမဟုတ်အတိကြတာမဟုတ်ကျွန်တော်တို့တမိုင်းကိုဟိုပြန်ပြီးတော့သွားခွင့်ရမယ်ဆိုလို့ရှိရင်တော့အဲ့မှာတော့ပြန်မေးမှာပေါ့ဘယ်သူမှအတိကြမသိတဲ့ကိစ္စတွေဒီကိစ္စတွေอ่ะเนาะအဲ့တော့ဟိုရေရှည်မှာတကန့်ရင်းစီတကန့်ရင်းစီရှင်းရမယ်ကိစ္စတွေဖြစ်တယ်เนาะချက်ချင်းလဲပဲသူတို့ကိုရိုဟင်ဂျာလို့မခေါ်လိုက်လို့เนาะဘင်္ဂလီလို့ခေါ်လိုက်လို့ နဲ့ချက်ချင်းပြဿနာပြေလည်သွားမှာပေါ့ပြဿနာပို့ပို့ပြီးတော့ပဲဖြစ်လာမှာဆိုတော့တကဘာလုံးကလက်ခံထားတဲ့ဟာလာရူဟင်ဂျာဆိုတဲ့ဟာကြီးကတကဘာလုံးကကျမတို့မြန်မာနိုင်ငံလက်ခံရင်လက်ခံလက်မခံရင်တကဘာလုံးကလက်ခံထားပြီးပြီနော်အဲ့တော့ဒီရူဟင်ဂျာဆိုတဲ့နာမည်နံစားလေးတစ်ခုနဲ့ပြဿနာမတက်နဲ့တော့ကျမပြောချင်တာရူဟင်ဂျာပြဿနာကိုအဓိကလာပြောချင်တာကျမပြောချင်တာကျမတို့ဟာလာကျမကြားဘူးတဲ့ဟာတစ်ခုရှိတယ်ပလင်းတစ်လုံးထဲမှာဟိုခါချင်းတွေကိုထည့်ပြီးတော့မှာ ခဒီပလေးကိုလှုပ်လိုက်တဲ့အခါကျတော့လို့ရှင်ခါချင်းနေချင်းချင်းကြိုက်တယ်တဲ့နော်ခါချင်းနေကလှုပ်လိုက်တဲ့အခါကျတော့တယောက်တစ်ယောက်ထိခိုက်မိတဲ့အခါကျတော့ရန်သူတွေဖြစ်ကုန်ပြီးတော့သူတို့ကအချင်းချင်းကြိုက်ကြတာအဲ့တော့ကြိုက်ကြတဲ့ခါချင်းနေမှာပြဿနာမဟုတ်ဘူးကြိုက်ကြတဲ့ခါချင်းနေကပြဿနာမဟုတ်ဘူးပြဿနာကပလင်းကိုလှုပ်လိုက်တဲ့လူကပြဿနာဒါကိုကျမတို့နားလည်ဖို့လိုတယ်အဲ့တော့အခုလူမျိုးရင်းမှိုင်းဝါရဖြန့်နေတဲ့ဒီမဘာသာဆိုတဲ့ဘုံကြီးတွေကိုကျမတို့သတိထားဖို့လိုတယ်ဒီလူတွေဟာကျမတို့နိုင်ငံကို အမျိုးမျိုးဒုက္ခပေးခဲ့တဲ့လူတွေဖြစ်လို့နောက်ထပ်လည်းအမျိုးမျိုးဆက်ပြီးဒုက္ခပေးပြီးနိုင်ငံဖျက်ဆီးမဲ့ကောင်တွေဖြစ်တယ်။နော်နိုင်ငံဖျက်ဆီးမဲ့ကောင်တွေဖြစ်တယ်။အဲ့တော့ဒီလိုအချိန်တွေမျိုးမှာဒီအချိန်ခါရမျိုးမှာကျွန်တော်တို့အင်မတန်သတိထားရမယ့်ကိစ္စဒီလူမျိုးရေးမှိုင်းနော်ဘာသာရေးမှိုင်းတွေကိုကျွန်တော်တို့ထပ်မမီးဖို့လို့လေနော်ဒါကကျွန်တော်တို့ဗမာတွေထဲမှာပြောနေတာမဟုတ်ဘူးအဲ့အဲ့ဒီအရေးခြုံနားတဲ့ကောင်တွေပဲပြောနေတာဒီကိစ္စကြီး